ခါကောင်တို့ကတော့စီစဉ်ကြပြီးမှအပီတို့လက်ဂျန်တို့မှပဲလဲနေရဆိုပေမဲ့တချို့လူတွေကတော့မတ်တစ်ကိုရောက်ရှိလို့နေပါပြီ။ပြီးတော့ပြောရရင်ဒီစီစဉ်အစမှတင်လိမ့် match making system အစ်စ်ကိုမိတ်ဆက်လိုက်တာဖြစ်တဲ့အတွက်ပလီယာတွေအနေနဲ့တော်တော်လေးကားတိုက်နေကြပြီးတော့အထူးသဖြင့် solo ပလီယာတွေဆိုရင်တော့ဖြင့်လက်ဂျန်တို့မတ်တစ်တို့မှပဲလဲနေမှာဖြစ်ပြီးတော့တော်ရုံတော်ရုံနဲ့ random ဖို့ဆိုတာကအဆင်မပြေပါဘူး။ပြီးတော့ကျွန်တော်ဟိုတနေ့ကတင်လိုက်တဲ့ meta patch မှာဆိုရင်လည်းပဲတိကျတဲ့အတိုင်းပဲဗျာ hero အကောင်50ကျော်လုံးကို buff လိုက်တယ် nerf လိုက်တယ် adjustment လုပ်လိုက်တာဖြစ်တဲ့အတွက်တော်တော်များများကဒီ meta ကြီးကဘာ meta မှမသိဘာ hero ကင်လို့ကင်ရမှမသိနဲ့တိတ်လဲနေ ကြတာပါအဲ့ဒီလိုမျိုးကားတိုက်ရေကြီးဒစ်လည်နေတဲ့အချိန်ကိုရီလိုဆရာကြီးတွေကတော့အခုလက်ရှိမှာဆိုရင်တော့ပြင်ပွဲရာကျော်ရဲနဲ့ဂလိုရီကိုရောက်ရှိနေပါပြီပြီးတော့ဆယ်ရက်လောက်ဗီဒီယိုမတင်မင်းနဲ့ပျောက်သွားတဲ့ဟိုရီယာဆရာကြီးကဘယ်ဟီးရိုးတွေနဲ့ဘလူးများရက်တင်နေလဲဆိုတော့ brother တို့ကိုပြောပြမယ်နံပါတ်1အချက်ကတော့ဒီ season ကနေစပြီးတော့ solo ဘယ်တော့မှမဆော့ပါနဲ့ပြောရမယ်ဆိုရင်တော့ပြင်ဒီ season မှာစလာတဲ့ late match making system အသစ်ဆိုတာကထင်းသလောက်ကြီးရိုးရှင်းနေတဲ့အထက်မှာမပါဘူးအရင်ကဆိုရင် solo player တွေက rank တင်လို့ကောင်းမဲ့ hero များဆိုပြီးတော့ list လုပ်ပေးလိုက်နေစမမဲ့အခုလက်ရှိမှာဆိုတော့ပြင် solo player ဖြစ်နေရင်ကိုခွေးလုံးလုံးဖြစ်နေမှာဖြစ်ပြီးတော့အဲ ယူရိုဒါမှမဟုတ်လေထရိုင်ဆော့နိုင်မှာအဆင်ပြေမဲ့အနေထားပါဆိုလိုဆော့ဖို့စဉ်းစားနေရဆိုရင်တော့ဖြင့်ကျွန်တော်ဗီဒီယိုက၄နာရီတင်မှာဖြစ်တဲ့အတွက်၄ခွဲ၅နာရီလောက်ဆိုရင် Adri ရဲ့ live stream ရှိပါတယ်ဆိုလိုဆော့ရတဲ့ဒုက္ခဒုက္ခပေါင်းများစွာကို Adri live stream မှာကောင်းကောင်းမွန်မွန်ကြီးခံစားနိုင်မှာဖြစ်ပြီးတော့ဆိုလိုဆော့တာဘလောက်ထိတောင်ရဲကြနေလဲဆိုတော့သူ့ live stream မှာကွက်ကွက်ကူငွေမြင်ရမှာပါနံပါတ်၄ကတော့ဒီမတာဘာမတာလဲဆိုတာနဲ့ Battlefield changes တွေကိုတည်ထားရမှာပါ Hostar event လာနေပြီဖြစ်တဲ့အတွက်အင်္ဂိနေ့မှာဆိုရင်လည်းပဲ Battlefield အကုန်လုံးကဒိုင်လိုဆော့တွေအဖြစ်ပြောင်းလဲသွားပြီဒီဘူအားဖြင့်ကြည့်မယ်ဆိုတော့ဖြင့်ဒီ Africa Battlefield ကိုပဲစကင်ပြောင်းလိုက်တယ်လို့ထင်ရတယ်ဆိုပေမဲ့ တကယ်အတွင်းချကျလေးလာကြည့်မယ်ဆိုတော့ပြင်ဘက်တီကစကင်ပြောင်းလိုက်ရုံနဲ့မကပဲနဲ့ availability အစ်စ်တွေပါတိုးလာတာပါပထမဆုံးကတော့ဥတုံးလုံးကြီးမဖြစ်အောင်ဥခုနဲ့ခါထားရဲ့ ESP dinosaur လေးဖြစ်ပြီးတော့ ESP dinosaur လေးကိုစားလိုက်တဲ့အခါကျရင်အရင်တုန်းကဆိုရင်ဗျာ ESP creep ပုံစံမျိုးပဲသူက ESP ဘာညာရမယ်ပေါ့ဗျာဒီမှာတိုးလာတဲ့ availability တခုကဘာလဲဆိုတော့ဒီမယ်ဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်ကသွေးနဲ့နေပြီဖြစ်တဲ့အတွက်အဲ့ဒီ Godzilla လေးကနေပြီးတော့ကျွန်တော်ကိုရှီးပေးပါတယ်ဒါလေးများဒီရှီးနည်းနည်းလေးနဲ့ငါတို့ကဘာလုပ်ရမှာလဲဆိုရင်တော့အဲ့ဒီရှီးနည်းနည်းလေးကြောင့်ပဲ battery ခဏခဏဖြစ်ပြီးတော့ ESP လေးမှာဆိုရင်လည်းပွဲတွေခဏခဏတဲပါတယ်ဒီအကောင်လေးလိုက်လာ တာကိုသဘောကျလို့လားဖာလားတော့မသိပေမဲ့များသောအားဖြင့်ကတော့ဗရေဖြစ်တဲ့အခါကျရင် ASB လိန်ယာဒေါ်လာများကဒီဘာမှမဟုတ်တဲ့ရှီတီတီလေးကိုလိုချင်တာကြောင့်ပဲဗရေဖြစ်ကြတယ်။ ASB လိန်ယာဥွေထားတဲ့ခေါ်စီလာလေးပြီးရင်တော့ဂိုးလိန်ယာဒိုင်နိုဆောလေးအကြောင်းပြပြရမယ်ဆိုတော့ဖြင့်ဂိုးလိန်ယာဒိုင်နိုဆောလေးကိုတက်လိုက်လို့ရှိရင်ကျွန်တော်တို့ကထုံးစံတိုင်းပဲဂိုးတွေရမယ်။ဂိုးတွေရရုံနဲ့တမကပဲနဲ့ availability အသစ်နှစ်ခုတိုးလာပါတယ်။ကျွန်တော်တို့ကအဲ့ဒီဒိုင်နိုဆောလေးကိုတက်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဒိုင်နိုဆောလေးကကိုးနောက်ကိုလိုက်နေတဲ့ကြီးကိုက adaptive အထက်အနေငယ်ကိုလည်းရမယ်ပြီးတော့ attack speed အနေငယ်ကိုလည်းရပါမယ်။ ASB လိန်မှာမျိုးလိုဒါလေးကဘာမှမဖြစ်ပါ ါဘူးဒီတိုင်းထားလိုက်လဲပေးလိုက်ရလဲအဆင်ပြေပါတယ်ဆိုပြီးတော့လုံးလို့မရတော့ဘူးပြရရင်အဒတ်တီအထက်နဲ့အတက်စပီဆိုတာကခိုးလိမ့်နာအချင်းချင်းဘိုင်ဝမ်းများရှင်ချတဲ့အခါကျရင်တတော်လေးကိုမှတိတာပြီးတော့ဒီအဒတ်တီအထက်နည်းနည်းလေးပဲတွေးတယ်ဆိုရင်တော့မှဒါမေးတွေကတိုးလာပါသေးတယ်ပြရရင်ကိုကခိုးလိမ့်နာကင်တာလို့အန်မီဘက်ကခိုးလိမ့်နာကိုနိုင်ကျင်နေဆိုရင်အဲ့ဒီဒိုင်နိုဆောလေးကိုရကိုရမှဖြစ်မှဖြစ်တဲ့အတွက်ဒီမတာမှာခိုးလိမ့်ကင်ရတယ်ဆိုတာကတတော်ကိုမှ risk များတာပါနောက်ထပ်ကတော့ဂေါ်ပီတုံးနေရာမှာအစားထိုးလာတဲ့ဟော်ရီက Wi-Fi PC လေးဖြစ်ပြီးတော့ဒီ Wi-Fi PC လေးကဘာလုပ်လဲဆိုတော့အလုံးတွေးကြတဲ့အတိုင်းပဲ vision ပေါ်ပေးတာပါဂေါ်ပီတုံးဖြစ်နေ စဉ်ကာလအတွင်းမှာတော့ကျွန်တော်တို့ကို reverb ပေါ်လမ်းလျှောက်မှ movement speed ပေးတာဆိုပေမဲ့အခုလက်ရှိ wyvern ဖြစ်သွားတဲ့အခါကျရင်ကျွန်တော်တို့က reverb ပေါ်လမ်းလျှောက်တဲ့အခါ movement speed ကနှစ်ဆရမယ် reverb ပေါ်မဟုတ်ဘူးဆိုရင်တော့ movement speed ကအဲ rapid boost ထည့်ထားတဲ့ပမာဏလောက်တိုးနေမှာဖြစ်ပြီးတော့ reverb ပေါ်လမ်းမလျှောက်ဘူးဆိုရင်တော့ movement speed ကရနေုံမှာပါပြီးတော့ဗျာကျွန်တော်တို့ကဒီ wyvern တိတိလေးကိုတက်လိုက်တဲ့အခါကျရင်အောက်မှာ၉ round လေးတွေ့လာအဲ့၉ round တစ်ခါတစ်ခါပြေးတိုင်း vision တစ်ခါသွားဖို့ပေးလေဗျာဒီလိုမျိုး vision ဖို့ပေးလို့ဒီကောင်လေးကကောင်းလိုက်တာအာသာချက်တီကြီးပဲဆိုရင်တော့ um brother တို့မှားနေပါပြီဒီမှာပြောရမယ်ဆိုရင်တတိထားမင်းကြလာတော့မသိပါမယ်ကျွန်တော်တို့က အဲ့ဒီ wi-fi တိတိလေးကို control လုပ်လို့မရပါဘူးနားလည်အောင်ရှင်းပြရမယ်ဆိုတော့ပြင်ဒီအချိန်ဒီနေရာမှာဒီလိုမျိုး vision for light ဆိုပြီးတော့ကျွန်တော်တို့ကခလုံးနဲ့လည်း control လုပ်လို့မရဘူးဗျာသူပါတာသူပတ်စိပြည့်သွားပြီဆိုတာနဲ့ auto vision သွားပုံမှာဖြစ်တဲ့အတွက်အဲ့ဒီအကောင်လေးရဲ့ position အဲ့ဒီအကောင်လေးရဲ့ vision ကိုကျွန်တော်တို့နေမကဘဲနဲ့ enemy ဘက်ကပါမြင်ရမှာပါ မဲဆိုရင်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်စီကို Wi-Fi လေးပြန်ဝင်လာတာဖြစ်ပြီးတော့အဲ့ဒီ Wi-Fi ဖေးရလဲဆိုတာကိုကျွန်တော်ကခုနလန်စီလော့ကိုဗီရှင်ရထားတဲ့အတွက်ဟာဒီကောင်ကလန်စီလော့ရဲ့ Wi-Fi ပဲဆိုတာကိုကျွန်တော်ကတမ်းပြီးတော့သိနိုင်တယ်။အရေးကြီးချက်ဖြစ်မနေတဲ့အချိန်တာမန်အချိန်ဒီမှာဆိုရင်တော့ဒါအကြီးမားတဲ့ပြဿနာမဟုတ်ဘူးဆိုပေမဲ့လည်းပဲတကယ်ပဲရေးချောင်းဖြစ်နေတဲ့အချိန်ကိုယ့်ရဲ့မစမန်အဲ့ဒီ Wi-Fi ကြီးကိုစားထားလို့ကိုယ့်ရဲ့မစမန်ရဲ့ position ကို enemy ကမြင်သွားတယ်ဆိုရင်သွားပါပြီ။ဒါရီကစိတ်ကူးရင်တသက်လျှောက်ပြောနေရမှာပဲနဲ့ကျွန်တော်တကယ်ဖြစ်ခဲ့လို့တကယ်ပြောနေတာဖြစ်တဲ့အတွက် brother တို့အနေနဲ့တည်တည်ကြာကြာလေးဒါကိုတော့မှတ်ထားစီခြင်းနဲ့အရာရာတိုင်းမှာအကောင့်ဘတ်ချမ်းရှိတယ်လို့အဆိုဘတ်ချမ်းလည်းရှိနေအောင်ပါ ါပါနောက်ပြီးတော့ရှိသေးတာဘာလဲဆိုတော့ကျွန်တော်တို့က10မိနစ်ကျော်လို့လော့ကိုခုချိန်ကြီးမတက်သေးဘူးဆိုရင်လော်ကြီးကတွေးကြတဲ့အတိုင်းပဲဝူလာဝူလာဆိုပြီးတော့ထခုံပြီးတော့အဲလော့တော်ဖြစ်နေ Wi-Fi အကြီးရဝူလာဝူလာဆိုပြီးပြေးလာမှာပါပြီးရင်အပေါ်လင်းကရှိတယ်ဆိုရင်အောင်လင်းကိုရောက်တော်မှာဖြစ်ပြီးတော့အောင်လင်းကအကောင်အပေါ်လင်းကိုပြန်ရောက်သွားမှာပါသွေးပြေးရှိတဲ့ကိုက Wi-Fi ပြေးနေတဲ့လမ်းကြောင်းမတက်ကြည့်သွားရနိုင်မယ်ဆိုတော့ပြင်သွေးလေးနည်းနည်းပဲရောက်မှာဖြစ်ပြီးတော့ဘာမှထွထွထွဖြစ်မသွားဘူးဆိုပေမဲ့သွေးနည်းနည်းလေးပဲရှိတဲ့အချိန် Wi-Fi ပြေးလမ်းကြောင်းမဟုတ်တော့ရက်လိုက်မယ်ဆိုရင်တော့ပြင် True Damage နဲ့တခါရဲ့တော်ကီသွားမှာပါမဆမန်းနေကရင်ပြီးတော့လော်ကြီးကို Solo ဒီးကျင်နေ ဂျန်ကေလာဆောင်ရဲနီဒမ်းမီထွက်နေလို့လော်ကြီးကိုဆိုလိုတီးကျင်နေဆိုရင်တော့ပြင်ဟိုဘက်လည်းပြီးဝူးလို့អော်လိုက်ပါ Wi-Fi ကိုတတ်မယ်လို့ចန်လိုက်တဲ့အခါတွေးကြတဲ့အတိုင်းပဲ Wi-Fi ရဲ့ဘေးကနေပြီးတော့ဒုံးကြီးထွက်လာမှဖြစ်ပြီးအဲ့ဒီဒုံးကြီးကိုထိတဲ့ဂျန်ကေလာဓမ္မမောင်ရေလဲမတ်စမန်ကလော့ရဲ့ဒမ်းမီတွေအများကြီးခံရမှဖြစ်ပြီးတော့လော့ကိုကိုရီးယားဒမ်းမီပေးမဲ့အခါကျရင်အရင်တော့ကဒမ်းမီ100ထွက်တယ်ဆိုရင်အခုကဒမ်းမီ85ပဲထွက်တော့မှဖြစ်ပြီး25%ရှင်းချသွားမှာပါအထူးကြောက်ရမယ်ဆိုတော့ပြင်7မိနစ်ကျော်သွားတဲ့လော့တွေကိုကြီးတဲ့အခါကျရင်အရင်တော့ကလိုမျိုးဆိုလိုကြီးမှရတော့မှာမဟုတ်ပဲ2ရက်3ရက်လောက်ရှိမှအဆင်ပြေတော့မယ့်ပုံစံမှာပြီးတော့ Telegram မှာလော့ကြီးကိုစီအာဟုတ်ပါဘူးက Wi-Fi fan စီးလို့မရဘူး wifi စီးလို့မရဘူးပြောနေတဲ့လူတွေအတွက် wifi စီးချင်တယ်ဆိုရင်တော့ပြင်ရိုးရိုး wifi ဆိုစီးလို့ရမှာမဟုတ်ပဲ10မိနစ်ကြော်ပြီးတော့ကီးလို့ရတဲ့ wifi ကိုပဲစီးလို့ရမှာဖြစ်ပြီးဟောဒီလိုမျိုး title တို့ athlete တို့နဲ့ surprise တိုက်လို့ရတယ်ဒီ game ပိုင်းမန်ကာတွေပေါက်နေတဲ့အချိန်ဒီလိုမျိုး surprise motherfucker ဆိုပြီးဝင်လာရင်အကုန်လုံးကြောက်ပါပြီဒီ matter ကဘာလဲ base hero တွေနဲ့ blue rank တင်ဘယ်လောက်ထိများချမ်းနိုင်မလဲဆိုရင်တော့ battle hero တွေကိုအကုန်ကိုင်းပါအကုန်လုံးချမ်းပါတယ် free badge လေးဖတ်ပြီးပြီးကိုယ်တိုင်နဲ့10လောက် rank နေပြီးပြီဆိုတော့ဒီ matter အကြောင်းကိုချင်းချောရမယ်ဆိုတော့ပြင်ဒီ battle ကြီးကဝူလာဝူလာဆိုပြီးတော့အရှိကနေဝင်ရမ်းမဲ့ကောင်းနေဘယ်လိုကဘာမှမ သိဘူးတွေးတက်ဖို့ပဲလိုတယ်မာဖို့ပဲလိုတယ်ဆိုတဲ့အကောင်းကြီးအတွက်လင်းရရှောင်းနေရမယ့်မတ်တာဖြစ်ပြီးတော့ကိုကကျုံးမလားဒါမှမဟုတ်ရင်လေသူများကျုံးတာခံမလားဆိုတဲ့မတ်တာပါအားလီမအရန်တာတဲ့ Alpha Jungler တို့အလူကတ် Jungler တို့ပြီးတော့ Fairtrain Jungler တို့အဆိုရင်တော့ဖြစ်ရင်ဟောဒီလိုမျိုးတန်းနဲ့ပေါင်းပြီးတော့လှုပ်ရှားတဲ့အကွက်တွေတိုင်းတာတလို့တားတဲ့လိန်းကိုသွားပြီးတော့တို့ကဒီလိုမျိုးဖောက်ကင်တာပါကျွန်တော်လွန်ခဲ့တဲ့ဆယ်ရက်ကတင်ထားတဲ့ Every Batch Video မှာပြောခဲ့သလိုပဲ Anti Heat Item 3ခွက်ကိုနှပ်ထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီမတ်တာကြီးကအရှိမပြောခဲ့သလိုပဲဆောင်းရမ်းမှာပြီးတော့တွေးတက်တဲ့ကောင်တွေအတွက်တွေးတက်တဲ့ Fighter တွေအတွက်လုံးဝကိုရွှေခစ်ပါဒီ season ဒီ ီမတ်တာတစ်ချောင်းလုံးမှဆိုတော့ဖြင့် ESP လိုင်ညာကြီးကအရင်တော့ကလိုမျိုးမဟုတ်တော့ဘဲနဲ့မမတောင်တောင်နဲ့မှအစီအမီမှဖြစ်ပြီးဗတဲ့မှာကြာကြာနေနိုင်တဲ့ ESP လိုင်နာကဗတဲ့မှာအတားရလီပါပဲ Twitter Fighter တွေအချင်းချင်းတွေ့မယ်ဆိုတော့ဖြင့် ESP လိုင်မှာတော်ရုံနဲ့မတီမဲ့ကောင်နေကြီးပဲဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တာတဲ့ဗတဲ့မှာကတူချကိုချနဲ့လုံဝကိုဗတဲ့ကမြိုင်းဆိုင်နေမှာဖြစ်ပြီးတော့တပည့်ကိုဘဲကောမှန်အောင်တုံးနိုင်လေဘဲကော enemy တွေကိုအိမ်နိုင်လေဘဲကော enemy တွေကိုအရင်စတန်းနိုင်လေဆိုတာကိုမူတည်ပြီးတော့ဗတဲ့ကြီးကသူတို့ ESP လိုင်နာရဲ့ပုံမှာပဲမူတည်သားမှာဖြစ်ပြီးအရင်စတန်းနဲ့ကောင်ကအရင်နိုင်မှာပဲကျွန်တော်က ESP ရဲ့မိရဲ့ဂိုးလိုင်နာရဲ့ယူထားတာဖြစ်တဲ့အတွက်ပြော မယ်ဆိုရင်ခေါင်းယူအနေနဲ့ rent တက်ချင်တယ်ဆိုရင်တော့ပြင် ESP လိမ့်မှာရင်ချောင်ဆန်းတို့လို data system hero ကြီးမကင်မင်းနဲ့တကယ်မှာတောင်ကလောင်နေရဲ့ ruby တို့လပူလပူတို့လို hero တွေကိုကင်မှု recommend ပေးတယ် ruby လပူလပူတို့လို hero တွေက spec code နည်းနည်းလေးဖြစ်တဲ့အတွက်ခဏခဏ span လို့ရတယ်အဲ့ဒါကြောင့်မလို့သူရည်လေအများကြီးပိုတက်နိုင်ပြီးတော့ကိုရ queen swing တို့ဘာလို့ပေါင်းလိုက်ပြီဆိုရင်တော့ပြင် late game ရောက်ရင်လည်းလုံးဝကိုမာတောင်ကလောင်ဒီမှာတည်ကြပဲကိုကဘလိုင်းနဲ့ကိုအရန်ဝင်တိုးခြင်းနဲ့ဆိုတော့ပြင်ယူဆောင်တို့ဘာလို့ကင်သိနေဗျာဘာဖြစ်လို့လဲဆိုတော့လီလာတို့ glue တို့ပါလာလို့ရှိရင်ယူဆောင်ကြီးကစောင်းရမ်းကင်လို့ကောင်းတာကင်နေရင်တော့ phobia တို့ဘာလို့လဲတင့်တော်ပြီးတော့ glue တို့ ့ပါတို့ကလည်းအခုမှတာမှာဘောင်ဝင်နေစေဟီးရိုးတွေဖြစ်ပြီးဒီလိုမျိုးအရန်မာပါတယ်ဆိုတဲ့အကောင်ကြီးအရန်ဟိုမှာတွေးတက်ပါတယ်ဆိုတဲ့အကောင်ကြီးကိုကင်ထားလို့ရှိရင်ကျွန်တော်ရဲ့တောင်ဝင်ရရွေးရှိမှာတွေဒါမေ့ထွက်ဖို့မဟုတ်ဘူး enemy jungler တွေ enemy ဂိုးလိန်နာတွေကိုဖျက်ဖို့မဟုတ်ပါဘူးကျွန်တော်ရဲ့တခုတည်းသောတောင်ဝင်ရပါလဲဆိုတော့ဗဒေတဲကိုဝင်လိုက်ပြီဆိုတာနဲ့ enemy မဆမန်းတွေ enemy jungler တွေ enemy ဘက်ကမစ်လိန်နာတွေရဲ့စပယ်တွေကိုကိုရီးယားအကုန်လုံးစားရမှာဖြစ်ပြီးရော Fiverr 1ဝင်ကြုံးလို့ပြောချင်တာတော့မဟုတ်ဘူးဆိုပေမဲ့ကိုရီးယားဗဒေရဲ့အခြေအနေပေါ်လိုက်ပြီးရော enemy တွေကိုအိမ့်နိုင်ဖို့လိုပါမယ်ဒီမတာကအရှိမပြောခဲ့တယ်လို့ပဲတကယ်မတောင်ကလောင်နေတဲ့ကောင်တွေကိုမှက ိုင်မှဘောင်းဝင်မှဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ရင်ချောင်ဆန်းလုံးတို့ဒိုက်စစ်တန်ဟီးရိုးကြီးကိုင်နေသေးတယ်ရောဘရဒါရုံနေနဲ့ဝရတက်မှလည်းမဟုတ်လို့ဘောင်းဝင်လာမှလည်းမဟုတ်ဘူးအဲ့တော့မရဘူးကွာအဲ့ဒီလိုမျိုးမလုပ်ချင်ဘူးဒမ်းမိထွက်တာအောင်မှကိုင်နေတာဆိုတော့ပြင်အာလောတို့ပကွီတို့တို့ရှိပါသေးတယ်ဝဲတဝဲရဲ့လိုအပ်ချက်အရာခိုးလိန်ဆိုတဲ့လိန်တလိန်လူလာတဲ့အခါကျရင်ကျွန်တော်ကဝန်ဝန်ဝဲအမြဲတမ်းပိလိပိချရှိပါတယ်တခါတလီတော့ကင်ဘီတွေပါကိုင်နေဆိုပေမဲ့များသောအားဖြင့်ကခိုးလိန်လူလာရဲဆိုရင်ဝန်ဝန်တို့လက်စလီတို့အဲ့လိုအကောင်တွေကိုပဲကန်ဖြစ်တာများတယ်အရင်တော့ဝန်ဝန်မတားကြီးပြောက်ွယ်သွားရဲဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင်ဝန်ဝန်မတားကပြန်ပေါ်လာပြီးဖြစ်ပြီးတော့အပေါ်ရက်နေမှာဆိုရင်ဝန်ဝန် တို့အီမီတို့ကဘန်ဟီးရိုးတွေပါ။ဒါကြောင့်လဲဆိုတော့ဝန်ဝန်ဆိုတာကတိကျတဲ့အတိုင်းပဲခုံဆောက်ခုံဆောက်နဲ့ဆောင်းရဲအာယုံနောက်ပြီးတော့ movement speed ကလည်းအရန်မြန်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် तू ကအတက်စပီအိုက်တန်ထည့်ရင်ထည့်တယ်လို့သူ့ရဲ့ basic အထက်အတက်စပီကလည်းမြန်မယ် movement speed ကလည်းပုံမြန်သွားပါတယ်။အဲ့ဒီမှာ ESP gain လေးကြီးနဲ့စပြီးတော့တွေ့ပြီလေ။ ESP လိမ်နာတော်တော်များများဆိုတာကဘလင်လဲနဲတယ် movement speed လည်းနဲတဲ့ကောင်တွေဖြစ်တဲ့အတွက်ဝန်ဝန်ကို ESP လိမ်နာရင်းနဲ့အိမ်မှုဆိုတာကမလွယ်ပါဘူး။ဝန်ဝန်ရဲ့ skill 2က interview ဖြစ်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တော်ယုံတယုံဓာတ်မိတ်သိမ့်မရှိတဲ့ ESP လိမ်နာတွေအရန် movement speed နည်းတဲ့ ESP လိမ်နာရဲ့အနေနဲ့ဝန်ဝန်ကိုဖမ်းမှုဆိုတာ ခက်ခဲလို့ပါတယ်ဒီမှာဆိုရင်ဝမ်ဝမ်ကိုကောင်းတာနိုင်ဖို့အတွက်ဖိုးဘီယက်တို့ဘာလို့ရှိရဲဆိုပေမဲ့ဖိုးဘီယက်တို့ဘာလို့ဆိုရင်တော့မှဝမ်ဝမ်ကိုလိုက်ဖမ်းမှုဆိုတာတိတ်ပြော့မလွယ်ဘူးဗျာဘာဖြစ်လို့လဲဆိုရင်ဖိုးဘီယက်ကစကေးထီမှခုံလို့ရရတဲ့အနေအထားဖြစ်လို့ဝမ်ဝမ်ရဲ့ကောင်းတာဖိုးဘီယက်တို့ဘာလို့ဆိုပြီးအချောင်တို့မရရတယ်လို့အခုလက်ရှိဆောင်ရဲကျမ်းပါတယ်ဆိုရဲလက်စလီကိုလည်းစကေးဝမ်နဲ့ vision ဖော်လို့ရတာဖြစ်တဲ့အတွက်ဒီကောင်ကြီးကထိမရတော့ပါဘူးနောက်ပြီးတော့ထိလို့မရတဲ့အထဲမှာကင်မီပါပြီးတော့ကင်မီရဲ့ ultimate ကိုနက်ခံလိုက်ရရဲဆိုပေမဲ့စကေးဝမ်နေတို့ပြီးတော့သူ့ရဲ့ပတ်စိတွေကိုလည်းဘာမှနက်လိုက်တာမဟုတ်တာဖြစ်တဲ့အတွက်အရင်တော့ကလိုမျိုးပဲကင်မီကဆောင်ရဲကျမ်းနေသေးပါပဲရှေ့မှာပြောခဲ့သလိုပဲကင်မီက ် ESP လိန်နာရဲ့ကောင်းတာဖြစ်ပြီးတော့သူကအရန်လဲဆလိုးတယ်လို့ပြောရမယ်ဆိုရင်မိုင်းမာတယ်လို့သူ့ရဲ့ဒီပက်စစ်ဒမ်းမေးရဲ့အရန်ကိတ်လေဗျာအားလိမမတားလိုက်နဲ့တားလိုက်ပြီဆိုရနဲ့လေကင်းမိုက်ထိဒုက္ခရဲ့မျိုးစုံကျိုးခုံနေအောင်ပေးပြီး NDE item ကြီးနဲ့ဆိုရင် ESP လိန်နာရဲ့နေကွေးပြီးတော့သွေးလည်းမတက်နိုင်စပယ်လည်းမသုံးနိုင်နဲ့ရောင်းလဲရောင်းလဲဖြစ်ကုန်ရောအဆုံးမှာတော့ရွေးချယ်စရာ option မရှိတော့တဲ့အခါဝန်ဝန်ဆိုတဲ့ hero နဲ့ kimmy ဆိုတဲ့ hero လေးတွေကို balance ထဲမှာထည့်ပြီးတော့ချိန်ပေးလိုက်ကြတာပေါ့ဗျာပြီးမှသာရဒီ upgrade patch မှာမမထူးထူးထူးရှိရှိဝေးဝေးတွေပြောင်းလဲထားတာမဟုတ်ဘူးဆိုပေမဲ့ပိုက်ရတာကောင်အချောင်းပြူပြီးတော့မတာဝင်သွားတယ်ပြီးမှသာ ရီကို Great Dragon Spear တွေတို့ Alas Bay တွေတို့ Wide တွေတို့ထည့်ပြီးတော့စော့နေကြမြင်လို့တော့မကောင်းဘူး။ဘာစိတ်ကူးနဲ့ခွေတကယ်နဲ့စော့လဲတော့မသိပေမဲ့တကယ်တမ်းကျတော့လေသူတို့တွေးတာမှန်နေတယ်လို့လို့တော့ရှိတယ်ဆိုပေမဲ့တကယ်တမ်းကခွေတကယ်ဆိုတာကဗျာလူဖောင်နဲ့ပြစ်မှာပို့ပြီးတော့ဒါမေ့ထွက်တာ။အဲဒီတော့ခွေမသားကြီးကိုခွေတကယ်နဲ့စော့ကျင်နေဆိုတော့ပြင်လူဖောင်နဲ့ပဲလိုက်ပြစ်ဖို့ပဲ recommend ပေးကျင်တယ်ပြောရမယ်ဆိုရင်ခွေဖောင်နဲ့ကုတ်ကျင်နေဆိုတော့ပြင်ခွေတကယ်နဲ့ကလုံးဝအဆင်မပြေပါဘူး။就。 ီတော့ dust system hue တွေကိုဒီလိုမျိုး professional ဆက်ဆက်နှိမ်နေရပါတယ်ဟာဟျောင်းကြီးအဲ့လို ultimate သုံးပြီးရှိရရင်လွတ်ပြီးဟာဟျောင်းဟာဘယ်သုံးနေရတော့ကွာဒီမတာမှာ ready လို့ကောင်းပြီးတော့ဒုတိယ recommend list ထဲမှာပါနေတာကကလေးဖီနိုလန်ဖြစ်ပြီးတော့ကျွန်တော်တို့မှကွန်ဝုတ်တစ်ခွက်ထင်းနဲ့နိုလန်ကိုင်းနေတာဖြစ်ပြီးနိုလန်ဆိုတာလည်းပြောရမယ်ဆိုရင်ဒီမတာ patch မှာညံ့ဆဆိုင်း buff လိုက်တာမဟုတ်ဘူးဆိုပေမဲ့ energy လောက်တာဖြစ်တဲ့အတွက်ဘာဆိုင်ရတာအရင်အတက်ပို့ပြီးအဆင်ပြေလာတာတော့အမှန်ပါပဲပုံမိုလေးရဲ့နာမည်ကတော့ skate 2 base ထက် skate 1 ultimate ဖြစ်ပြီးတော့ဒီကွန်ဝုတ်တစ်ခွက်ထင်းနဲ့ကျွန်တော်အနေနဲ့နိုလန်ကိုင်းပြီး run 5ပွဲလောက်တက်နိုင်ခဲ့တာဖြစ်တဲ့အတွက် ပြောမယ်ဆိုရင်ဒီကွန်ဘိုကတော်တော်လေးကိုသုံးဝင်နေတိလားဒါပေမဲ့တခုရှိရပါလဲဆိုတော့နိုလန်ကိုင်တဲ့အခါကျရင်အရင်ကြီးပြကိုရီးယားစူပါမန်လို့လို့မကောင်းဘူးကွာကိုကကိုအိမ်မဲ့တာဂက်ကိုတိချချာအဲ့ဒီတာဂက်ကတိချပြီးပြက်နိုင်နေဆိုမှဝင်အိမ်နာပို့ပြီးတော့ကောင်းနေအဲ့ဒါစင်ဖြစ်လို့သူ့ရဲ့တာဝန်ရဘက်လိုင်းတွေကောင်တွေကိုနိုင်ဖို့ပဲဖြစ်တဲ့အတွက်အရှိရမာတောင်ကလောင်တွေဟိအုတ်ခဲကြောက်ခဲတွေကိုတွားပြီးမနိုင်တာပို့ကောင်းပါလေခေစရောကကျွန်တော်ရဲ့ဒီကနေ့ဗီဒီယိုကတော့လောက်ပါပဲကျွန်တော်အနေနဲ့ရိုးဆောင်အကောင်တွေကိုပြောပြချင်ပေမဲ့လောလောဆယ်လိမ့် match making system အရာရိုးဆောင်ကိုကျွန်တော်အနေနဲ့မကန်ရသေးတာဖြစ်တဲ့အတွက်ဘယ်လိုတွေကဘယ်လောက်ထိအောင် strong လေးဆိုတာတော့အတိအကျပြောပြ မပေးနိုင်ဘူးလက်ရှိက squad lower channel လိမ့် match making system အကြောင်းကျွန်တော်အခုလက်ရှိမှာဆိုတော့ပြင်ဂိုးလိန်ချန်ကင်နဲ့ ESP လိန်တွေကိုပဲပတ်ကင်နေရတာဖြစ်တဲ့အတွက်ဒီ၃လိန်ကိုပဲကျွန်တော်ဂကနနာတီမီဂကနနာပြပြနိုင်ပါတယ်အခြားချန်တဲ့လိန်နှလိန်ကိုလည်းကျွန်တော်အနေနဲ့အားရင်အားသလိုအလင်းသိရင်သိတယ်လို့ပြပြပေးပါမယ်ကျွန်တော်ရဲ့ဒီကနေ့ video ကတော့ဒီလောက်ပါပဲဗျနောက်နေ့နောက်နေ့ကြရင်လည်း video အစ်စ်တင်နေတူပြန်လာခဲ့ပါမယ်ကျွန်တော်မောင် smile ပါအားလုံးပဲပေးကင်ကြပါစေဖတ်ပြန်ပါခင်ဗျာ